မင်္ဂလာပါရှင်ကျမတော့အင်ထူးမေပါစတေမာလာ25ရက်နေ့အတွက်မြို့တော်ရဲ့မနက်ပိုင်းသတင်းအစီအစဉ်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဒီကနေ့အတွက်တင်ဆက်ပေးမှာကတော့မိုးရွာသွန်းမှုကြောင့်အုတ်တိုင်းပြိုကျလို့ကျောင်းသား3ဦးသေဆုံးပြီး4ဦးထပ်မံတန်ရာရတဲ့သတင်းအပါအဝင် စိတ်ဝင်စားစရာသတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့စစ်ကောင်မရှင်ရဲ့ကံယူရန်ဒေတာတိုင်းစစ်ဌာနချုပ်ထံကို PDF 4ဦးထပ်မံအလင်းဝင်လာတယ်လို့ဝါရဖြန့်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင် ကယူရန်ဒေတာအတိုင်းစီဌာနချုပ်ဒဝဲတက်နယ်ထံကိုနိုင်ငံတော်နဲ့တက်မတော်ရဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုလက်ခံယုံကြည်တဲ့ PDF အမိခံအဖွဲ့ဝင်၄ဦးဟာလက်နက်ခဲယမ်းတွေနဲ့အတူဥပဒေပေါင်းအတွင်းကို စတေမာလာ၁၄ရက်နေ့မှာထပ်မံအလင်းဝင်ရောက်လာခဲ့တယ်လို့စစ်တပ်လော်ဘီမီဒီယာတွေမှာထပ်မံဖော်ပြနေကြပါတယ်။တက်နယ်မှာတာဝန်ရှိသူတွေက အလင်းဝင်ရောက်ခဲ့တဲ့ PDF ၄ဦးကိုထောက်ပံ့ငွေတွေပေးရခါဝန်ငံကတိလက်မှတ်ရေးထိုးစေပြီး မိဘအောက်ထိုင်းသူတွေထံပြန်လည်အနှံပေးခဲ့တယ်လို့လဲဆိုပါတယ်စစ်ကောင်မရှင်ကရွေးကောက်ပွဲမတိုင်မီ PDF တွေအလင်းဝင်နေဆိုပြီးဝါရဖြန့်မှုတွေဆက်လက်ပြုလုပ်နိုင်ပြီးတော်လန်ရေးတပ်ဖွဲ့တွေထံစစ်တပ်ဘက်မှအလင်းဝင်ရောက်ရင်စူချင်းငွေချင်းမြင့်တယ်လို့စစ်ကောင်မရှင်ဘက်ကလည်းစူချင်းငွေပေးရတယ်လို့ပုံစံတူလုပ်ပြီးဝါရဖြန့်နေတာပါဒါအပြင် PDF တွေအနေနဲ့ဥပဒေပေါင်းအတွင်းအလင်းဝင်ရောက်လာပါကကြိုးစိုးလက်ခံပြီးလိုအပ်တဲ့ကူညီထောက်ပံ့မှုများပေးရသွားမှာဖြစ်တဲ့အပြင် လက်နက်ခဲယမ်းများအတွက်လဲစူဂျေးငွေများပေးရသွားမှာဖြစ်တယ်လို့စစ်တပ်ကသတင်းထုတ်ပြန်ထားပြီးအဆိုပါအကြောင်းအရာဟာလဲတော်လန်ဤတပ်ဖွဲ့များနီးတူပုံစံတူပြုလုပ်နေတာဖြစ်ပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ23ရက်နေ့ကလဲမကွေးတိုင်းက PDF 5ဦးမကွေးတက်နယ်မှာအလင်းဝင်ရောက်လာခဲ့သေးတယ်လို့ဆိုပေမဲ့နယ်မြေခံဘဲတက်ဌာနမှာဘဲအဖွဲ့အစည်းက PDF တွေအလင်းဝင်တယ်ဆိုတာမဖော်ပြခဲ့ကြပါဘူးရှင်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မိုးရွာသွန်းမှုကြောင့်အောက်တိုင်းပြိုကျလို့ကျောင်းသား၃ဦးသေဆုံးပြီး၄ဦးထပ်မံထိခိုက်ဒဏ်ရာရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မွန်ပြည်နယ်လမိုင်းမြို့နယ်ကုန်းပေါ်တိရွာမှာစက်တင်ဘာလ24ရက်မနေ့ကနေ့လယ်3နာရီကျော်အချိန်ကကကျောင်းသားတွေဘောလုံးပွဲကြည့်နေစဉ်မိုးရွာပြီးအောက်တိုင်းပြိုကျလို့ကျောင်းသား၃ဦးသေဆုံးပြီး၄ဦးထပ်မံထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ကျောင်းသားတွေနဲ့ဒေသခံတွေဟာ ရက်ကွက်စုပေါင်းပြုလုပ်တဲ့ဘောလုံးပွဲကိုကြည့်နေစဉ်မိုးသက်ထစွာရွာသွန်းပြီးဖုန်ကြီးเจ้าရဲ့ဥဒ္ဒတိုင်းနိုင်ရန်ပြိုကျခဲ့တာလို့သိရပါတယ်။အဆိုပါဥဒ္ဒတိုင်းပြိုကျမှုကြောင့်အသက်12နှစ်နဲ့13နှစ်အရွယ်ရှိတဲ့ចောင်းသား2ဦးဟာနေရာမှာပဲတည်ဆုံးခဲ့တဲ့အပြင်နောက်ထပ်ចောင်းသား2ဦးကဆေးရုံရောက်မှတည်ဆုံးသွားတာလို့သိရပါတယ်။တည်ဆုံးခဲ့တဲ့ចောင်းသားတွေကကောင်းပေါ်တဲ့ရွာကဖြစ်ပြီးចောင်းသား၄ဦးလည်းထိခိုက်ဒဏ်ရာရရှိခဲ့လို့ နှစ်ကရင်လူမှုကူညီရေးအသင်းကလမိုင်းဆေးရုံကိုပို့ဆောင်ပေးခဲ့လို့အသက်အန္တရာယ်တော့စိုးရိမ်စရာမရှိတော့ဘူးလို့လည်းစုံစမ်းသိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဇီးကောင်းရဲစခန်းကထိမ့်သိမ်းခဲ့တဲ့စစ်တောင်ပန်းကိုဝင်ဆောင်အမျိုးသမီးတားယောက်ကြားလေးကိုအောင်မြင်စွာမွေးဖွားခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။စကိုင်းတိုင်းကမ်ဘလူးမြို့နယ်ဇီးကောင်းမြို့ရဲစခန်းတိုက်ပွဲကထိမ့်သိမ်းခဲ့တဲ့စစ်တောင်ပန်းရဲတပ်သားရဲ့ကိုဝင်ဆောင်အမျိုးသမီးကို စက်တင်ဘာလ24ရက်နေ့ကအောင်မြင်စွာမွေးဖွားပေးခဲ့တယ်လို့သိရှိရပါတယ်။မိခင်ရောကလေးငယ်ပါ၊ကျန်းကျန်းမာမာ ရှိနေတယ်လို့သိရပြီးတားယောက်ျားလေးမွေးဖွားတယ်လို့လည်းအသိပေးထားပါတယ်။ကမ်ဘလူးမြို့နယ်ဇီကောင်းမြို့မှာရဲစခန်းသိမ်းပိုက်စဉ်တော်လန်ရေးရဲဘော်တွေကဘိုင်ဖုံးအင်ကြီးပါယူပေးခဲ့ရတဲ့နေစေလာစေကိုဝင်ဆောင်စစ်တုံမန်းရဲ့မိသားစုတွေကို အမျိုးသားညီညွတ်ရေးအစိုးရ NUG လောက်ခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကစိတ်ကူးတမှုပေးကကောင်းမွန်စွာစောင့်ရှောက်ထားပြီး အခုလိုမိဖွားချိန်မှာစီရီယာစစ်တပ်ဖွဲ့ကအောင်မြင်စွာမွေးဖွားပေးနိုင်ခဲ့တာလို့သိရပါတယ်။အဆိုပါရဲစခန်းသိမ်းတိုက်ပွဲအတွင်းအနာသိမ်းစစ်တပ်ရဲ့ရဲတပ်ဖွဲ့ဝင်တချို့ကိုတုံမှန်းအဖြစ်ဖမ်းဆီးချိန်မှာမိသားစုဝင်အချို့ပါလိုက်ပါလာလို့ခေါ်ဆောင်ခဲ့ရကအဆိုပါစစ်တုံမှန်းမိသားစုတွေကို စီရီယာစေဝန်ထမ်းတွေက စေဝါကုသပေးကကောင်းမွန်စွာထိန်းသိမ်းဆောက်ရှောက်ထားတယ်လို့ကမ်းဘလူးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပါအဖကလည်းထုတ်ပြန်ထားပါတယ်ရှင်။ နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့အကျွေးတောင်းရာကစကားများရန်ဖြစ်ပြီးပြစ်ခတ်မှုဖြစ်ပွားခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။စကိုင်းတိုင်းရွှေဘိုမြို့နယ်ဘိုတဲကုန်းကြီးရွာရှိစားတောက်ဆိုင်တဆိုင်မှာစတင်မာလာ22ရက်နေ့ည7:00နာရီအချိန်ကအကျွေးတောင်းရာမှာစကားများရန်ဖြစ်ရင်လက်ပြဘုံနဲ့ပြစ်ပေါက်ရာဆိုင်အတွင်းကလူတွေဘုံစားထိမှန်တန်းရာရခဲ့တယ်လို့သိရပါတယ်။အမည်မသိလက်နက်ကိုင်အဖွဲတစ်ဖွဲ့နဲ့ကားဆိုင်ငယ်ဘတ်ဆောင်ပွဲစားလောက်ကင်သူတအူတို့စကားများရန်ဖြစ်ရာက လက်နက်ကင်အဖွဲ့ကလက်ပစ်ဘုံပြပောက်လိုက်တာကြောင့်ဆိုင်တွင်းမှာရှိသူတွေ9ရောက်ဝင်းကျင်ဘုံစားထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ညဆိုတော့ဘုံတန်ကအကျဲကြီးပဲစစ်ကြောင်းလာလို့ဖြစ်တယ်ထင်ပြီးပြေးဖို့ဆိုင်ငယ်ပေါ်အထုပ်တွေတင်ပြီးပြီးနောက်ထပ်အတန်ထပ်မကြရလို့စုံစမ်းကြည့်လိုက်တော့အကျွေးမပေးလို့ဘုံနဲ့ထူတာလူတော့မမှန်ဘူးကတ္တရာလမ်းပေါ်ကြကွဲပြီးလူလေး9ရောက်လောက်ဒဏ်ရာရရတယ်လို့သိရတယ်အကျွေးတောင်းတဲ့သူတွေကဒီနယ်ကမဟုတ်ဘူးအခြားနယ်က အကျွေးပေးရမယ့်သူကဘိုတဲကုန်းရွာက အထယ်ရောင်းဝယ်ရေးနဲ့ကားဆိုင်ငယ်ရောင်းဝယ်ရေးပွဲစားသူပါ။ငွေအမောက်များတာရဲ့ရက်ချိန်တွေခဏခဏပေးရရဲ့ကြောင့်အခြားနယ်ကလိုက်လာပြီးအကျွေးတောင်းရင်ရန်ဖြစ်ကြတာလို့ဒေသခံတအူးကမြို့တော်ကိုပြောပါရယ်။အဆိုပါဘုံခွဲအကျွေးတောင်းသူတွေနဲ့အကျွေးပေးရမယ့်သူတွေကိုဒေသရင်းပြည်သူအုပ်ချုပ်ရေးပဖအဖွဲ့ကဖမ်းဆီးထားတယ်လို့သိရပြီးဥပဒေနဲ့အညီဆောင်ရွက်သွားမယ်လို့စုံစမ်းသိရှိရပါရယ်ရှင်။ မြို့တော်ရဲ့မနက်ပိုင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါပြည်သူများအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပြီးဆေးရနာရှင်စနစ်ဆိုးလောက်ကနေအမြန်ဆုံးလွတ်မြောက်ပါစေကြောင်းနဲ့တဘာဝဘေးရန်တွေအတွေ့အော်မှလည်းကင်းဝေးကြပါစေကြောင်းမြို့တော်အဖွဲ့သားများကစုမုံကောင်းတောင်းလိုက်ရပါတယ်ရှင်